ရာကောင်းတဲ့သမီးဦးလေးတယောက်ကိုမွေးဖွားလိုက်ပြီဖြစ်ကြောင်းဗိဒ္ဓတေကိုတည်ပေးလာတဲ့ဆိုတော်ဖြိုးကြီးဗိဒ္ဓတ်များအလုံးပဲမင်္ဂလာပါရှင်အကီတာရှိတူဗိဒ္ဓတ်ကြီးတို့အတွက်သတင်းကောင်းလေးတစ်ခုကိုကျွန်မအမျှဝေပေးချင်ပါတယ်ဒီတခါကလူငယ်တွေရဲ့ပတ်သက်ဖြားမှာဆွဲခဲ့တဲ့တခြင်းကောင်းများစွာရဲ့ပိုင်ရှင်ဆိုတော်ဖြိုးကြီးရဲ့မိသားစုကဘာလေးထဲကိုသမီးလေးတယောက်ရရှိလာခဲ့ပြီဖြစ်ပါတယ်ဗိဒ္ဓတ်နဲ့အတန်ငယ်စစ်တဲ့ပြပြီးဂီတလောကနဲ့အနှဲငယ် အလံဝေးနေခဲ့တဲ့ဆိုတော့ဖြူကြီးဟာသူ့ရဲ့ဘဝတဲ့အရေးကြီးဆုံးဖြစ်တဲ့ငယ်ရှိဦးမခိုင်မမိုးတဲနဲ့အတူဘဝခီးလန်းကိုပြပြချွွချွင်းခြောက်လန်းနေခဲ့တာအလုံးအသိပါပဲသူ့ရဲ့ဇနီးချောလေးကလည်းအောင်မြင်တဲ့စိန်ကြောင်းမြေရတနာလုံငန်းရှင်တူဦးဖြစ်ပြီးသူ့နှုတ်ရဲ့ဘဝကတင်ငင်အေးချမ်းလုံးလှပါတယ်သူတို့ရဲ့မေတ္တာတရားကိုအရင်တီခဲတဲ့အိမ်တောင်ရေးခီးဟာအများနဲ့မတူအမှတ်တရဖြစ်စီရအဖြစ်ဖြစ်လေးဖြစ်ဖြစ်လေးတွေနဲ့ပြည့်နှက်နေခဲ့တာပါအထူးတစ်ဖြစ်သူတို့နှုတ်ရဲ့မင်္ဂလာပွဲဟာ လူတွေရဲ့ပဇက်ဖျားမှအတော်လေးရေပန်းစားခဲ့ပါတယ်။ခါနာထဲဝါတဲ့မင်္ဂလာအခမ်းပွဲအစားအဲ့ဒီပွဲတဲ့ကုန်ကြမဲ့ငွေကြေးအားလုံးကိုငလျင်တန်တင့်ခဲ့တဲ့ပြည်သူတွေအတွက်လှူဒန်းခဲ့တဲ့သူတို့ရဲ့စိတ်ဓာတ်လေးကတော့တကယ်ကိုလေးစားရှိကျူးစရာပါပဲ။ဒီလိုမုံမြတ်တဲ့အလှူဒါနနဲ့ဆက်တင်ခဲ့တဲ့သူတို့ရဲ့ရှိခီးလန်းကအခုဆိုရင်တန်ဖိုးဖြစ်နိုင်တဲ့မြစ်တာလက်ဆောင်လေးတခုကိုဆောင်ကြည့်ပေးလာခဲ့ပါပြီ။ဒါနဲ့ဆိုတော့ဖြူကြီးရဲ့ဇနီးဖြစ်သူ မခိုင်မမိုတဲတို့ဟာသူတို့ရဲ့ပထမဆုံးရင်တွေးလေးကိုဒီနေ့2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မှပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်းလူမှုကွန်ရက်ကနေတဆက်ပြောရှင်းစွာအတည်ပြုလာခဲ့ပါတယ်။အဖေဖြစ်သူဖြိုးကြီးနဲ့အမေဖြစ်သူမခိုင်မမိုတဲတို့တို့တော့ဒီနေ့ဟာသူတို့ဘဝရဲ့အပျော်ဆုံးနေ့ရက်လေးတစ်ရက်ဖြစ်လာခဲ့ပါပြီ။တမိရတနာလေးကိုတော့ဖြိုးရတော်ဆိုတဲ့မြန်မာဆဆနာမီလေးအပြင်အင်္ဂလိပ်လိုစဖိုင်းယားလိုလည်းအမည်ပေးထားကြောင်းအသိသိရပါတယ်။စဖိုင်းယားဆိုတာ နီလာကြောင့်မြင့်ရတနာကိုဆိုလိုတာဖြစ်ပြီးမမေဖြစ်သူရဲ့ကြောင့်မြင့်လုံလန်းကိုကိုစားပြုတဲ့တန်ဖိုးကြည့်ပြီးအတိတ်ပဲရှိတဲ့နာမည်လေးမှုကြားရသူတိုင်းကြည်နူးနေရပါတယ်။အခုဆိုရင်တော့ဖြိုးကြီးတို့ဇနီးမောင်နှံဟာသူတို့ရဲ့ကဘာငယ်လေးထဲကိုရောက်လာတဲ့ဖာယာလေးကိုအတဲရမဆုံးဖြစ်နေကြမှာအသေးချာပါပဲ။ဖာကင်တယောက်ဖြစ်လာပြီးဖြစ်တဲ့ဖြိုးကြီးကတော့သူ့ရဲ့ခံစားချက်တွေကိုလူမှုကွန်ရက်မှာအခုလိုဖော်ပြထားပါလိမ့်ရှင်။ဓမီလေးကိုအန်ဒီရဲ့ကင်းကင်းမွေးဖွားပေးခဲ့တဲ့ဆေးဘက်ဆိုင်ရာပညာရှင်တွေကိုနာမည်နဲ့တကွ ယေຊုတင်စကားဆိုခဲ့ပြီးတမီးလေးဖြိုးရသောစဖိုင်ယာအားအောင်မြင်စွာမွေးဖွားတန်းကျင်ပြပါတော့ဆရာဝန်ကြီးများနဲ့အာယူဆေးရုံမှတာဝန်ရှိသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်လို့ရေးသားပြီးသူရဲ့ပျော်ရွှင်မှုကိုမျှဝေခဲ့ပါတယ်။တချိန်ကပြည်သက်တွေရဲ့အသေးဆွဲဆိုတော့တယောက်ဟာအခုအခါမှာတော့ရှစ်စနီးရဲ့ခင်မွန်ကောင်းတမီးလေးရဲ့ဖခင်ကောင်းအဖြစ်နဲ့ဘဝရဲ့အခန်းကဏ္ဍတစ်တစ်ခုကိုလှပစွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။သူရဲ့ဘဝတရှင်လေးဟာအခုမှပုံပြီးပြည့်စုံသွားခဲ့တယ်လို့ဆိုရမှာပါပဲ။ ်ဗိဒ္ဓတွေကလည်းသူတို့ရှိတဲ့အနုပညာရှင်တယောက်ရဲ့ဒီလိုပြောရှင်စရာသတင်းကြောင့်ဝမ်းသာကုန်ကြပါတယ်အခုကြည့်ရှုနေကြတဲ့ဗိဒ္ဓတွေကရောတမီးလေးရသားတဲ့အဆိုတော်ဖြိုးကြီးအပေါ်မှာမိမိတို့အမြင်ကိုလည်းပြောသားကြပါအောင်ရှင် thank you